ိုင်းနိုင်ငံအတွင်းမှာကိုဗစ်အတီးပြုလူနာသစ်6000ကျော်တိုးလာတယ်လို့သိရပါတယ်။ထိုင်းကျမရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမေလ25ရက်နေ့ကနေ31ရက်နေ့အထိယောဂပိုးတွေ့ရှိသူဟာ65880ဦးထိရှိခဲ့ပြီးသေဆုံးသူ3ဦးရှိခဲ့တယ်လို့သိရပါတယ်။ယောဂကူးစက်ခံရသူတွေအနက်အသက်60အထက်ကူးစက်ခံရသူဟာ9600ခန့်ရှိနေပြီအများဆုံးကတော့အသက်30ကနေ39နှစ်ကြာလူလက်ပိုင်းတွေမှာကူးစက်ခံရမှုပုံမှုများပြားနေခဲ့တာပါ ထိုင်းဆိုရအဖွဲ့ကျန်းမာရေးဝန်ကြီးကတော့အခုလိုကိုဗစ်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာတာဟာအာအသင့်စရာဖြစ်ပြီးဒီအခြေအနေတွေကိုကင်တွေဖြည့်ရှင်းနိုင်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်ပြည်သူတွေအနေနဲ့ပြင်ပကိုထွက်ခွာချိန်မှာမတ်စတက်ဖို့လက်ကိုမကြခဏစီကြောဖို့ကိုလည်းထိုင်းကျန်းမာရေးဝန်ကြီးဌာနကတတိပေးထားပါတယ်လက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါဟာမျိုးရိုးဗီဇပြောင်းလဲပြီးအသက်အန္တရာယ်ကိုချိန်ချောက်နိုင်စွမ်းကြာဆင်းသွားတယ်ဆိုပေမဲ့ကလေးငယ်တွေအသက်အရွယ်ကြီးရင်သူနဲ့ နာတာရှိဝေဒနာခံစားနေရသူတွေအတွက်စိုးရိမ်နေရစေဖြစ်ပါတယ်။